ဲ့ကိမရှင်ကျမတော့ဖူးဤနွယ်ပါ DV ရွမြင့်တန်ကြားရဲ့နေ့လယ်နှစ်နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ရှမ်းပြည်နယ်မြောက်ပိုင်းတအမ်းမြို့သားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့ကြောက်မဲခိုင်တီပေါ်မြို့နဲ့၃မိုင်အကွာအထိတိခံပါရှင် ။သီပေါ်မြို့နယ်၃မိုင်အကွာအထိစစ်ကောင်စီတပ်စစ်ကြောင်းတွေရောက်ရှိလာပြီလို့ဒေသခံတွေစီကနေသိရပါဗျ။အော်တိုဝါလာ၃ရက်ညနေပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းတွေဗိုလ်ချုပ်ရွာတဲကိုဝင်ရောက်လာတာလို့ဆိုပါတယ်။စစ်ကောင်စီတပ်ကဘောကျိုးကိုရောက်ပြီးကြောက်မဲကိုမဝင်ခင်၃ရက်လောက်ကတည်းက TNL ဘက်ကလူတချို့ပဲခြံခဲ့ပြီးပြောင်းသွားတာလို့ဒေသခံကပြောပါတယ်။ ဒီနေ့အော်တိုဝါလာ၁၄ရက်မှာတော့စစ်ကောင်စီတပ်ကတီပေါမျိုးကိုအပိသက်ဝင်ရောက်ထိန်းချုပ်ပြီးလာရှိုးတီပေါမန္တလေးလမ်းမကြီးကိုလာမယ့်အော်တိုဝါလာ၂၀ရက်ကစပြီးသွာလာနိုင်မှာဖြစ်တယ်လို့စစ်ကောင်စီနဲ့နှီးဆက်သူကပြောပါတယ်စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလ၂၈ရက်မှာအထွေထွေရွေးကောက်ပွဲကျင်းပမယ့်မြို့တွေစီးရင်တီပေါမျိုးကိုထည့်သွင်းထားပြီးအော်တိုဝါလာ၁ရက်ကကြောင်မဲမျိုးကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်တီပေါမျိုးဘက်ကိုဦးတည်ပြီးတော့စက်တိုက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ရှင် ကင်းနီပြည်နယ်တဲကမြို့နယ်၄ခုနဲ့ရှမ်းကယင်နီနယ်ဇက်ကမြို့နယ်တစ်ခုမှာစစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတဲ့အတွက်တော်လှန်ရေးအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ဘက်ကအသေးအဆုံးတွေရှိနေတယ်လို့ကင်းနီမျိုးသားများကကွယ်ရေးတပ် KNDF ကအောက်တိုဘာလ23ရက်မှာထုတ်ပြန်ပါတယ်။အော်တိုဝါလာပထမဘက်တပတ်တာကာလအတွင်းကီယန်နီကရိုက်ကော်မြို့နယ်အရှိချမ်းဒီမော့ဆိုမြို့နယ်ဖရူဆိုမြို့နယ်ဘောလက်ခဲမြို့နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းကဖဲခုံမြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါဗျာ။ ။လိုက်ကောအရှိချမ်းတိုက်ပွဲမှာတော့စစ်ကောင်စီတပ်ဘက်က10ရောက်ထက်မနည်းတေဆုံးတဲ့အပြင်လက်နက်လေးလက်နဲ့ခဲယမ်းတွေတင်စီရမိခဲ့ပြီးဘောလက်ခဲမြို့နယ်ကတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ဘက်ကတေဆုံးတာတွေရှိနေတယ်လို့သိရပါတယ်။ဒီမော့ဆိုဖရူဆိုလမ်းမတလျှောက်မှာစစ်ကောင်စီတပ်ကတက်ဆွဲထားတဲ့အတွက်ထိတွေ့တိုက်ပွဲတွေနေ့တိုင်းရှိနေပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့လည်းသိရပါတယ်ရှင်။ကင်းဒီပြည်နယ်မှာစစ်ကြောင်းထတ်ထိုးလာလို့တိုက်ပွဲတွေပြင်းထန်နေပြီး ရိုက်ကွန်မြို့ရဲကလင်းဖုံကြီးကြေးရွာတိုက်ပွဲအတွင်းစစ်ကောင်စစ်ကော်မရှင်တပ်သား၁၀ရောက်တည်ဆုံပြီးတော့လက်နက်နဲ့ခဲယမ်းတွေရခဲ့တယ်လို့ကီနီမျိုးသားမြကကွယ်တပ်ကထုတ်ပြန်ထားပါတယ်။ဒီသတင်းကိုမော်ရစ်ပေးပို့ထားပါတယ်ရှင်။ဂရင်းနီပြည်နယ်ကလွယ်ကော်မြို့နယ်အရှိချမ်းဒီမော့ဆိုမြို့နယ်ဖရူဆိုမြို့နယ် ဗော်လခဲမြို့နယ်နဲ့ဂရနီရှမ်းနယ်ဆက်ဖဲခုံမြို့နယ်ဘက်တွေမှာစစ်ကော်မရှင်တပ်နဲ့ PNU ပူးပေါင်းတပ်တွေစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်ဒေါ်လာရေးပူးပေါင်းတပ်တွေနဲ့နေစဉ်တိုက်ပွဲတွေဖြစ်နေတယ်လို့ဂရနီမျိုးသားကာကွယ်တပ် KNDF ဘက်ကအော်တိုဘားလ7ရက်နေ့မှာသတင်းထုတ်ပြန်ထားတာပါအော်တိုဘားလာ6ရက်နေ့တရက်ထဲမှာပဲခရနီပြည်နယ်ကနေရ3ခုမှာတော်လိုင်းရင်တက်တည်နဲ့စစ်ကော်မရှင်တက်တို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးလွိုက်ကော်မြို့နယ်တွေကလင်ဖုံးကြီးကျွရမှာလဲအင်အား60ကျော်နဲ့ထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တက်တည်နဲ့ တော်လိုင်းတပ်ပေါင်းစုတို့နှစ်ရက်ကြာတိုက်ပွဲဖြစ်ခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်သား10ယောက်ကျော်သေဆုံးပြီးလက်နက်လေးလံနဲ့ခရမ်းမီးကြောက်တွေရခဲ့တယ်လို့ KNTF ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။စစ်ကော်မရှင်ဘက်ကတော့ခရင်နီပြည်နယ်တဲကတိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီးထုတ်ပြန်တာမရှိသလိုအခုနောက်ပိုင်းထိုးစစ်တွေမှာစစ်မှုထမ်းနဲ့ပါလာတဲ့သူတွေများတဲ့အတွက်ရှေ့တန်းတွေမှာထွက်ပြေးတဲ့သူတွေများတယ်လို့ဒီမော့ဆိုစစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်သားတယောက်ကပြောပါတယ်။တရားရဝါးတဲ့လူတွေကြတော့ကျွန်တော်တို့မိနစ်40လောက်ကြာရင်ကျွန်တော် တို့ကောင်းမလားမချင်းကျွန်တော်ပတ္တိစီပေးတာတို့အဲ့လိုမျိုးအနတ်တာဟိုပတ္တိစီမျိုးအဲ့ဒါထိတ်အဲ့ကျွန်တော်တရားနေကဘူဟာကားလာလို့ရှိရင်ဘူဟာကားပေါ်တင်ပေးရတယ်ကျွန်တော်တို့အလုပ်ကတော့ဒီလောက်ပဲဗျမူပြဲမှာကြတော့ဒီကျွန်တော်ရဲဘော်တွေကိုမြုပ်ထားတာဒီလမ်းမင်းတွေမြုပ်ထားတာကြတာရဲဘော်တွေကြတော့ဒီစက်တင်ပေးဗျကျွန်တော်တို့ဒီဘူဟာမှာမြုပ်တယ်ဗျဘူဟာလာခေါ်ပြီးမြုပ်တယ် အင်းကိုအင်းကိုဆက်သွယ်ပြီးမှလည်းသူပြောတယ်ပြောရှုပ်ကြတယ်ဆက်သွယ်ဘယ်နည်းများရဲ့ရှိတယ်ပြောကြားပါတယ်လူတွေကမိသားစုဒါကတော့ Greeny Shan တောင်နယ်ဆက်ဖေခုံမြို့နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်နဲ့ PNU ပူးပေါင်းတပ်တွေကမြောက်စလုံးကျေးရွာကိုမီးရှို့နေတာပါရွာကန်တွေကတော့မနစ်သေးကကဲဆဲရေးသမားတွေကဲထုတ်ပြီးသားမှုကျေးရွာအများစုကတော့လူတွေမနေကြတော့ပါဘူးနေအိမ်တွေမီးရှို့ခံရတဲ့အပြင်လက်နက်ကြီးနဲ့ drone တိုက်ခိုက်မှုတွေဟာအရတားပြစ်မှတ်တွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတာပါ အဲ့ဒါဖေကိုနောက်ဆန်းချန်ပြောမှာပေါ့အဲဖေကိုနဲ့လက်တင်ကြားပေါ့အကရွာတွေပေါ့သူတို့စစ်ကြောင်းထိုးမှလေကျွန်တော်ဟိုးစာပေါ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဟိုတစ်ခါသထုတ်သေးတယ်ဟောအဲ့ဒါအကုန်မဲကျွန်တော်တို့ထုတ်လာတော့ကုန်ပြီထုတ်လာတော့အချိန်တော့အခုတော့သူတို့ရောက်နေတာပေါ့ဒီဇင်မာလာမှာလုံမဲ့ကြွေးကောက်ပွဲအတွက်ပြီးခဲ့တဲ့ဩဂုတ်လတည်းကခရီးနီပြည်နယ်တဲကိုစစ်ကော်မရှင်ဘက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပြီးဒီမော့ဆိုဖရူဆိုဘောလခဲကားလမ်းမကြီးတဝိုက်မှာလည်းစစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့တိုက်ပွဲတွေဖြစ်တဲ့နေရာတွေကိုမလိုအပ်ဘဲခီးမသွားကြဖို့နဲ့စစ်ရေးအသည့်နဲ့လုံခြုံရေးတတိရှိကြဖို့အတွက်ခရင်းဤအမျိုးသားကာကွယ်ရေးတပ်ကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါရှမ်းပြည်နယ်မြောက်ပိုင်းပလောင်ကိုပိုင်းအုတ်ချုပ်ခွင့်ရဒေသနမ်ဆန်မြို့နယ်ကရားကြီးရွာကိုအောက်တိုဘာလ23ရက်နေ့မိုးလွယ်ပိုင်းမှာစစ်တပ်ကဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ PSLF DNLA သတင်းနဲ့ပြန်ကြားရေးဌာနရဲ့သတင်းထုတ်ပြန်ချက်နဲ့ဒေသခံတွေရဲ့ပြောပြချက်တွေအရသိရပါတယ်။ နမ်ဆန်မြို့နယ်ကြားကြီးရွာကိုစစ်တပ်ကဂျက်ဖိုင်တာနဲ့အော်တိုဝါလာ73ရဲ့နေလေပိုင်းမှာဘုံကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးစာတင်ကျောင်းကိုထိသွားတယ်လို့ဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ်။ကျောင်းဖွင့်ထားတဲ့အချိန်ဘုံကျဲခံရတာဖြစ်ပြီးတော့လက်ရှိကြီးရွာမှာဖုန်းလိုင်းတွေဖြတ်တောက်ခံထားရလို့အခြေအနေအသေးစိတ်ကိုမသိရသေးဘူးလို့ဆိုပါတယ်။ဘုံကကြီးရွာတွေကနေရာနှစ်ခုကိုကျဲသွားတာဖြစ်ပြီးစာတင်ကျောင်းနဲ့ကြီးရွာတွေနှစ်နေရာကိုကြောက်ရောက်ခဲ့ပြီးတော့စာတင်ကျောင်းပောက်ကွဲမှုမှာတော့လက်တလုံးလူထိခိုက်တာမကြားမိသေးဘူးလို့ဒေသခံအမျိုးသမီးတစ်ယောက်ကလည်းပြောပါတယ်။ လက်ရှိမှာတော့စစ်တပ်က TNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုဦးတည်ပြီးတော့ထိုးစစ်ဆင်နေပြီးတီဘောမြို့နယ်ရှစ်မိုင်ခန့်အကွာအထိစစ်ကောင်စီတပ်တွေရောက်ရှိနေပြီဖြစ်တယ်လို့သိရပါပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းပလောင်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသနမ်ဆန်မြို့နယ်ကအုံမစွန်ရွာကိုဒီနေ့အောက်တိုဘာလ14ရက်မနက်9:00နာရီကျော်လောက်မှာစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံတယောက်သေဆုံးပြီး၂ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီတပ်ကအုံမစွန်ရွာကိုဘုံဆယ်လုံးထပ်မင်းကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အသက်16နှစ်အရွယ်လွေးတင်းတင်းနွယ်သေဆုံးပြီးတော့၄ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါရယ်အုံမစွန်ရွာကိုဘုံကျဲတိုက်ခိုက်မှုအတွင်း လူထိခိုက်သေးဆုံးတာအပြင်နေအိမ်6လုံးလည်းပျက်စီးသွားတယ်လို့ဒေသခံကပြောပါရယ်။အုံမဆွန့်ရွာကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ October 14ရက်မနက်ပိုင်း9:55မိနစ်အချိန်မှာဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ PSLF DNLA သတင်းနဲ့ပြန်ကြားရေးဌာနကလည်းသတင်းထုတ်ပြန်ထားပါရယ်ရှင်။ ရွေးကောက်ပွဲအလွန်မှာဖော်ဆောင်တဲ့ငင်းချင်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးဒုတိယအကြိမ်မြောက်ငင်းချင်းဖိုရမ်ကို နေပြည်တော်မှာကျင်းပဖို့စစ်ကောင်စီကစီစဉ်ထားပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါရရှင်။အနာသိန်းစစ်ကောင်စီကတနင်္ဂနွေပြုခဲ့တဲ့ခမှုရဲ့စစ်ရေးဘောဒုစာချုပ် LCA လက်မှတ်ရေးထိုးခြင်းစနစ်ပြည့်အခမ်းအနားကိုအော်တိုဘားလ15ရက်နေ့မှာကျင်းပဖို့စီစဉ်ထားပြီးအဲ့ဒီနှစ်ပတ်လည်ပွဲကိုနိုင်ငံတကာတန်တမာတွေနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေတက်ရောက်ဖို့အပြင် ဒုတိယအကြိမ်ကြောင်းညဉ့်ရက်ဖော်ပြန်ကိုလည်း၃ရက်သာကျင်းပဖို့စီစဉ်ထားတယ်လို့နိုင်ငံရေးပါတီတွေနဲ့တိုင်းသားတော်လှန်ရေးဖွဲ့တွေကပြောပါရတယ်။အဲ့ဒီညဉ့်ရက်ဖော်ပြန်မှာရုပ်ောက်ပွဲအလုံးမှာပေါ်ပေါက်လာမဲ့အစိုးရကမြန်မာနိုင်ငံရဲ့ညဉ့်ရက်လုပ်ငန်းစဉ်တွေကိုဘလို့ဆက်လက်ဆောင်ရွက်တင်တယ်လဲဆိုတာကိုအဓိကထားဆွေးနွေးသွားကြမှာဖြစ်ပြီးသဘောတူညီချက်တွေလည်းရယူဖို့ရှိတယ်လို့ပြောပါရတယ်။အဲ့ဒီဖော်ပြန်ကိုရုပ်ောက်ပွဲဝင်ကြမဲ့နိုင်ငံရေးပါတီ 59ပါတီက60လေတွေတက်ရောက်မှာဖြစ်ပြီးပထမတစ်ကြိမ်ကထက်ပုံမူကောင်းမွန်တဲ့ရလဒ်တွေထပ်ပေါ်လာနိုင်တယ်လို့ထင်မြင်တဲ့အကြောင်းတိုင်းလိုင်းရှမ်းနေမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကပြောပါတယ်အဲ့ဒီတိုးတက်မှုဆိုတာကကျွန်တော်အဲ့တော့ဆင်းမင်းကျဲအချက်ထဲကရုပ်ောက်ပွဲဆိုင်ရာဒီကာဝယ်စောင့်ရှောက်မှုဥပဒေပေါ့လေအဲ့ထုတ်ပြန်ပေးဖို့ကျွန်တော်ဆွေးရအဲ့ဒါထုတ်ပြန်လာပါတယ်အဲ့ဒီကိစ္စလေးကတော့ဟိုဟိုတော့ကတော့ piece stop ပေါ့ piece stop ပြီးတော့ piece for ပထမကျင်အခုဒုတိယကျင်ပေါ့ piece for တာ ဒါတော့ဒီ UK ပုဂ္ဂိစာဆွေးနွေးစာအခုလက်ရှိကျင်းပမယ့် UK ပွဲဘာလို့လိုအပ်မယ်ဘာလို့အားနေချက်ရှိမယ်ဘာလို့စင်ခုံမှုဖြစ်မလဲဆိုတော့ကျွန်တော်ဝိုင်းဆွေးနွေးကြတာအချက်ပေါင်း100ကျော်တော့ရတာပေါ့အခုကအခုစင်ငင်းချိုင်းရေးကိစ္စအခုပြန်ဆွေးနွေးကြမယ်ဆိုတော့အခုဒီဖိုရမ်ကကြတော့ဒါလာမယ့်အစိုးရအတွက်ကိုငင်းချိုင်းကဏ္ဍဘယ်လိုဆောင်ရွက်ရမလဲဆိုတော့အနာဂတ်အတွက်ကိုညီညွတ်ယူမှကျွန်တော်ဆွေးနွေးကြမှာဖြစ်ပါတယ်ဟုတ်လားအဲလာမယ့်အစိုးရဆိုရင်တော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့အစိုးရပေါ်လာမယ်လွတ်တော်ပေါ်လာမယ်အဲ ကျွန်တော်တို့ဒီပြားစင်ရတုကဏ္ဍနဲ့သူတိချချင်းတုံးတဲ့ခါကျတော့လွတ်တော်ဘာကဏ္ဍတွေဖြစ်လာမယ်ဒီအစိုးရဘာတွေဆောင်ရွက်ရမယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေတုကဏ္ဍနဲ့သူဟာဒါဒီညှိချိုက်တဲ့ကိုဘာတွေလိုအပ်တယ်ဆိုတာဆွေးနွေးကြမှာဖြစ်ပါတယ်ဗျာဒီပွဲကြီးကတော့ပထမအကြိမ်ညဉ့်ညဉ့်ဖိုရမ်ကိုနေပြည်တော်မှဂျွန်လ25ရက်နေ့ကနေ28ရက်နေ့အထိ3ရက်တာကျင်းပခဲ့တာ ဖြစ်ပြီးအဲ့ဒီဖိုရမ်ကိုအဖွဲ့နှစ်ဖွဲ့ခွဲဆွေးနွေးခဲ့တယ်လို့အကြံပြုချက်ဆနစ်ချင်တဲ့ ရေရှည်ကာလတွေအတွက်အစီအစဉ်တွေချမှတ်လှုပ်ဆောင်တဲ့အချက်၁၀ချက်ရရှိခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒီဒီချင်းဆွေးနွေးမှုကိုတနင်္ဂနွေပြည်ခတ်တက်ခတ်မှုရေးဆေးသဘောတူစာချုပ် SCM လက်မှတ်ရေးထိုးထားတဲ့တိုင်းသားတော်လှန်ရေးအဖွဲ့တွေကအာဏာသိမ်းစစ်တပ်နဲ့ဆက်ပြီးတော့ဆွေးနွေးမှုတွေလုပ်နေတဲ့အဖွဲ့၆ဖွဲ့ကကိုယ်စားလှယ်အားလုံးတက်ရောက်မှာဖြစ်ပြီးလက်ရှိမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့စီးရေးနိုင်ငံရေးအခက်အခဲတွေကိုဆွေးနွေးသွားဖို့ရှိတယ်လို့ အဲ့ဒီအဖွဲ့ရဲ့ပြောဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်ကပြောပါရယ်ဒီအချိန်မှာကျွန်တော်တို့ကတယောက်နဲ့တယောက်စကားမပြောကြနိုင်ဘူးလေစကားပြောဖို့ platform လဲတော်တော်ပျောက်ကွယ်နေတယ်လေဗျာဘလို့ကျင်နာတော့ဗျာကျွန်တော်တို့ဒီစစ်ပွဲရဲ့ဆောင်ကအရန်ကိုကြီးမားကျပြန့်နေကျွန်တော်တို့ဒီလိုမျိုးတွေ့ဆုံစကားပြောတဲ့အခင်းချင်းကမရှိတဲ့လောက်ကိုနေပါတဲ့အချိန်မှာတော့ ဒီလိုမျိုးအခြေအနေတကူအောင်မှာကတော့အများကြီးတော့မျောလင်းဖို့ကတော့ခက်ခဲပါတယ်ဥတော်လည်းပဲမလောက်တာတဲ့စာရင်းရှိလို့ရှိရင်အဲကျွန်တော်တို့တွေ့ဆိုစကားပြောဆိုနိုင်တဲ့အာလမ်းစာတစ်ခုကိုဆက်ထုတ်လို့ရနိုင်မလားစသဖြင့်ပေါ့လေအဲအဲ့လိုမျိုးတော့စဉ်းစားချက်ရှိပါတယ်တနင်္ဂနွေပြခတ်တက်ခတ်မှုရေးဆေးဘောသူစာချုပ် SCA နဲ့ပတ်သက်ပြီးအဲ့ဒီစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့အဖွဲ့တွေဖြစ်တဲ့ KMU CNF ABSDF PNLO ADU NSP AD အဖွဲ့တွေဘက်ကတော့အချက်9ချက်ပါတဲ့ထုတ်ပြန်ချက်ကိုအော်တိုဘာလ73ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပြီးစစ်တပ်ကအာဏာသိမ်းခဲ့တာကြောင့် SCA ကောင်ထယ်ဖုံမှုတွေကရက်ဆိုင်သွားခဲ့ပြီးဖြစ်တယ်လို့စက္ကူစုပ်တစ်ခုအဖြစ်ကိုရောက်သွားပြီးလို့လည်းထုတ်ပြန်ပါတယ်စစ်ရဲဝမှုတွေကိုကျူးလွန်နေတဲ့စိုးစုကိုထောက်ခံရကြတဲ့ တနင်္ဂနွေလုံးပြခတ်တက်ခွေရေးစေးဘောသူစာချုပ် NC လက်မှတ်ရေးထိုးခြင်းစနစ်ပြအခမ်းအနားကို UN ASEAN နဲ့နိုင်ငံတကာတနင်္ဂနွေအနေနဲ့မတက်ရောက်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ ော့နိုင်ငံတကာသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်ဟာဂါဇာကမ်းမြောင်မှာအပြစ်ခတ်ရက်စေသဘောတူညီချက်ကိုဆောင်ရွက်နိုင်ခဲ့ခြင်းအတွက်လက်ရှိသမ္မတဒေါ်နယ်ထရန့်ကိုအော်တိုဘာလ23ရက်တနင်္လာနေ့မှာချီးကျူးခဲ့ပါတယ်။သမ္မတဟောင်းဘိုင်ဒန်ကစိတ်ကူးလို့တောင်မရတဲ့ငရဲကိုဖျက်ဆီးခဲ့ရပြီးနောက်ဆုံးအသက်ရှင်ကျန်ရတဲ့တရားခံအယောက်20ရို့အတွက်နောက်ဆုံးတော့သူတို့ရဲ့မိသားစုတွေ ်ချစ်ရသူတွေနဲ့ပြန်ဆုံတွေ့ကြရတဲ့ဒီနေ့ရောက်လာတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပြီးစိတ်သက်သာရရပါပြီ။ဂါဇာကမ်းမြောင်ရှိအရက်သားတွေအတွက်လည်းအတိုင်းအတာတစ်ခုအထိဆုံးရှုံးနစ်နာမှုတွေနဲ့နောက်ဆုံးမှသူတို့ရဲ့ဘဝတွေကိုပြန်လည်တည်ဆောက်ဖို့အခွင့်အရေးရရှိတော့မှာဖြစ်ပါတယ်လို့လူမှုမီဒီယာ post မှာရေးသားခဲ့တာပါ။အခုတော့ American ပြောင်စုနဲ့ကဘာကြီးရဲ့ကြောထောက်နောက်ခံပံ့ပိုးမှုနဲ့အတူအရှိလေပိုင်းဟာငင်းကြဲရင်လမ်းကြောင်းပေါ်ရောက်ရှိနေပြီ ငြိမ်းချမ်းရေးအတွန်းရှိဖို့အစ္စရေးနဲ့ပါလက်စတိုင်းတွေအတွက်အနာဂတ်ဟာငြိမ်းချမ်းရေးဂုံတိတ်ခါနဲ့ဘေးကင်းရေးဒန်းတူညီမျှအတိုင်းအတာနဲ့ရှေ့ဆက်နိုင်ဖို့မျှော်လင့်တယ်လို့လည်းဆိုထားပါတယ်ရှင်။ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာဖရိကအသင်းတစ်သင်းဖြစ်တဲ့ကိဗာတီအသင်းဟာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ဒုတိယအငယ်ဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ ကမ္ဘာအဆင့်80မှာရှိတဲ့ကိပ္ပါဒီအသင်းဟာအော်တိုဝါလာ73ရက်ကအင်ကွင်းမှာကစားခဲ့တဲ့ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်မှာအစ်စဝတီနီကို3ဂိုးကိုမရှိနဲ့အနိုင်ရခဲ့ပြီးအုပ်စုတွင်ပထမနေရာကနေခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။တမိုင်းတလျှောက်ပထမဆုံးအကြိမ်ကမ္ဘာဖလားဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး2018ကကမ္ဘာဖလားမှာအိုက်စ်လန်အသင်းကခြေစစ်ပွဲအောင်မြင်ခဲ့ပြီးတဲ့နောက်ကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်တဲ့ဒုတိယအငယ်ဆုံးနိုင်ငံဖြစ်လာခဲ့တာပါ။အာဖရိကတိုက်အနောက်မြောက်ဘက်က မြောက်အတလက်တိတ်သမုဒ္ဒရာအတွင်းမှာတည်ရှိတဲ့ကျွန်းနိုင်ငံကိပါဒီမှာလူဦးရေ9သိန်း2000ကျော်သာရှိပြီးတော့အင်္ဂလန်ကရှက်ဖီးမြို့လောက်သာရှိတဲ့နိုင်ငံဖြစ်ကြောင်းအင်္ဂလန်မီဒီယာတွေကဖော်ပြကြပါတယ်။ကိပါဒီပါဝင်တဲ့အုပ်စုတီမှာဒုတိယနေရာသာရခဲ့တဲ့ကင်မရွန်အသင်းကဓာတ်ရိုက်ခြေစစ်ပွဲအောင်ခွင့်နဲ့လွဲချော်ခဲ့ပြီးခြေစစ်ပွဲအောင်ဖို့တခြားအုပ်စုပွဲစဉ်တွေကရလက်တွေကိုဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ရှင်။ DV ရုံမြင့်တန်ကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားကြရတာပါညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြစ်ဆက်ပြီးတော့တင်ဆက်ပေးအောင်ပါကျမတို့ဖူးဤနေပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်